အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တီအောင်လည်းမင်္ဂလာပါ Manchester United အသင်းရဲ့ဒါဂန်ဝင်နောက်ခံလူဟောင်း Gary Neville က DRT မှာ Man United က Top 4အတွက်အသေးချပေါက်စဉ်းစားတင်တဲ့အကြောင်းသူပြောလာတယ် ဆိုတော့အခု Manchester United အသင်းရဲ့နောက်ခံလူဟောင်း Gary Neville ကသူပုံမှန်ပေါ့လေဒါအပတ်စဉ် Sky Sport ရဲ့ Pocket Season ရှိတယ်ဒါဒီ Peter Drury နဲ့သူအမြဲတမ်းလုပ်တယ်အရင်တော့ကဆိုရင်တော့ Martin Tyler နဲ့ပေါ့လေ Sunday ပွဲအပီတိုင်းမှာဒါသူ့ရဲ့အသင်းဟောင်းအပါဝင် Premier League အသင်းကြီးတွေရဲ့ Pocket ကိုသူလုပ်တဲ့အချိန်မှာ Gary Neville က Manchester United ကဒီနှစ်ရာသီမှာ Chelsea တို့ Liverpool တို့ထက် top 4 race ကိုသူတို့ကပို့ပြီးတော့အခွင့်အရေးရှိနိုင်တဲ့ consistent တာဖြစ် လီဗာပူးနဲ့ Chelsea တို့ Spurs တောင်ကြော်ပြီးသူတို့ခွင့်ရရပြီး Top 4ဝင်နိုင်စွမ်းခြေနေရှိတယ်ဆိုပြီးသူကဆိုလိုက်တယ်။ဆိုတော့ Man United ကဒီနေ့ရာသီမှာစာဒီရာသီမှာတော်တော်လေးတော့တည်ငြိမ်မှုတွေစားရထားတယ်။ရလတ်တီလည်းကောင်းပြီးတော့ပုံစံကောင်းရနေတဲ့အချိန်မှာ Manchester United ရဲ့နောက်ခံလူဟောင်းကတော့သူ့အသင်းဘော်ကိုယုံကြည်မှုအပြည့်အဝရှိပြီးတော့ Top 4 race တဲ့ဒါ chance ကောင်းကောင်းရှိတဲ့အကြောင်းပေါ့လေ။တော့အခုလက်ရှိမှာ Manchester City နဲ့ Arsenal ကိုဖန်လိုက်ရင် Chelsea ကရမှတ်20 Sunderland က19 Tottenham က18 Aston Villa 18 Manchester United 18 Liverpool 18 Bournemouth 18 Crystal Palace 18ဆိုတော့အဆင့်3ကနေအဆင့်10အထိကြားမှာရမှတ်3မှတ်ပဲကွာခြားတယ် တော့ Chelsea ကတော့ goal difference က10ကို Sunderland က4ကို Spa က6ကို Villa 3ကို United နဲ့ Liverpool ကတကိုးစီနဲ့ဘုံပေါက်က -1 Palace က +5 ရှိတဲ့အချိန်မှာဒါအခု Gary Neville ကတော့သူ့အသင်းက United အနေနဲ့တေးချတေးချ view site ပြီးတော့တေးချစဉ်းစားရင်သူတို့ဘက်ကဒါလက်ကြီးရလက်တီကိုခြေစွမ်းနေကိုထိမ့်သိမ့်နိုင်ခဲ့ရင်တေးချတာတော့ top 4အတွက်သူတို့ကောင်းကောင်းစဉ်းစားလို့ရတယ်ဥရောပဝင်ခွင့်တစ်ခုတည်းမဟုတ်ပဲ အဆင့်လေးနေရာအတွက်ပါသူတို့ကောင်းကောင်း challenge လုပ်နိုင်စွမ်းရှိတယ်ကျွန်တော်အမြင်ရဆိုရင်အဆင့်လေးတောင်မဟုတ်ဘူးအဆင့်ကဘာကြောင့်လဲဆိုတော့ Champion League ဝင်ကွင်းကအင်္ဂလိပ်ကလပ်တွေဟာဥရောပမှာစွမ်းဆောင်ရည်ကောင်းပြတာထားတဲ့အတွက် Premier League ကနေ Champion League ဝင်ကွင်းက9နေရာကျွန်တော်တို့ရနိုင်တယ်အဲ့ဒါဆိုရင်9နေရာအတွက်ကအဆင့်3ရယ်4ရယ်5ရယ် နောက်ကျွန်တော်ပါစင်တဲ့အရာကျွန်တော်အမြင်ရဆိုလီဗာပူးပြန်လာခေါင်းလာလိမ့်မယ်။လီဗာပူးပြန်လာမယ်ဆိုရင်လီဗာပူးက3လောက်တော့ရမယ်ဗျာ။ maybe သူတို့နဲ့ top 4ကြမှာနည်းနည်းတော့ gap ရှိခေါင်းရှိနိုင်တယ်။ Chelsea ကိုပြောဖို့တော့ခက်သေးတယ်။ဒါပေမဲ့အခုလောလောဆယ်အနေထားရ Gary Neville ယုံကြည်ထားတာတော့ United က top 4အတွက်အကောင်းဆုံး chance ရှိတယ်ဖြစ်တယ်။ဒါပြိုင်ဘက်တွေကိုကြည့်ရင် Chelsea တို့ Liverpool တို့ Tottenham Hotspur တို့အားလုံးဟာသူတို့ကိုယ်တိုင်လည်းသူတို့အကောင်းဆုံးပုံစံမျိုးပုံသူတို့သူတို့လည်းရှူဝမဖြစ်သေးဘူး။ Liverpool ဆိုလည်းအခုလောလောဆယ်မှာ လုံးဝကိုခမန်းရခတ်တဲ့အခြေအနေမျိုးဖြစ်တယ်။ဒီနေရာမှာ Manchester United တာတေချာ serious ထားပြီးတော့တေချာ glue site ကစားပြီး consistent ဖြစ်အောင်သာလုပ်သူတို့အတွက် top 4ဟာသူတို့အတွက်ပဲဖြစ်တယ်လို့ဆိုတယ်ဆိုတော့ Man United ပိတ်သက်တယ် Gary Neville ပြောသလိုမျိုး top 4 race အတွက် top 5ပေါ့ဗျာကျွန်တော်ပြော top 5 race အတွက်အခြေအနေကောင်းလာဆိုတော့ထိတ်က Arsenal နဲ့ Man City ကိုဖယ်လိုက်လို့ရှိရင်အဆင့်3ရယ်အဆင့်4ရယ်အဆင့်5ရယ် လက်ကျန်ချန်ပီယံလိ၃နေရာဖြစ်နိုင်ကြီးကအခုလီဗာပူးရှိမယ်ချယ်ဆီရှိမယ်ယူနိုက်တက်ရှိမယ်စပါးရှိမယ်ဒါဗီလာလည်းထည့်တွက်လို့ရမယ်ဒါဗီလာဘလိုပဲဖြစ်ဖြစ်ထည့်တွက်ရမယ်ညူနောက်ပိုင်းမှာညူကာဆယ်တို့ပေါ့လာကောင်းလာနိုင်တယ်ဒါအခုကျွန်တော်တို့ဘုံပေါက်တို့ဘာတို့တခြားအသင်းတွေတော့ခဏထားဆန်ဒါလန်တို့ ဆိုတော့ Gary Neville ပြောသလိုမျိုးသူ United အသင်းကဒါ Liverpool နဲ့ Spurs နဲ့ Chelsea ကိုတော့ကြော်ပြီးတော့ Top 4 race တွေအကောင်းဆုံးချမ်းရှိတယ်လို့ဆိုထားတယ်တကယ်ပဲ United ချမ်းရှိနိုင်တာဘယ်လိုမြင်ကြလဲ Ruben Amorim ကတော့ဒီသင်းကတိုးတက်လာပြီလို့ပြောထားတယ်ဒါပေမဲ့တိုးတက်မှုရဲ့နောက်ဆက်တွဲမှာဆောင်ရတီမှာဆုံးရှုံးမဲ့ကစားမားတွေတိုက်စစ်မှုအခြေအနေတွေကြောင့်သူတို့တစ်ခုခုလုံးပြရမယ် United အတွက် Top 4နဲ့ Top 5 race ကတကယ်ပဲ free play ဖြစ်လာတာဘယ်လိုမြင်ကြလဲယာတီကုံမှာ မန်ချက်စတာယူနိုက်တက်ချန်ပီယံလိဝင်ခွင့်ရနိုင်မလားကိုမမဝေယောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်